ဟယ်လိုမင်္ဂလာပါရှင်မနက်ခင်းတိုင်းမှာပေါ့နော်ကော်ဖီလေးတစ်ခွက်နဲ့ဒီအိမ်လေးရဲ့ဝရန်တာကနေပြီးတော့ပဝင်းကျင်ရဲ့စိမ့်ဆူလာတဲ့အပင်လေးတွေကိုကြည်ပြီးတော့လေလေးကိုရှူရှိုင်းနေရင်းနဲ့နေရတာကတင့်ကို စိတ်ကျဉ်တတ်မှုအပြည့်အဝနဲ့ဖြည့်ချမ်းသာနေရမယ်ဆိုရင်စိတ်ဝင်စားပါလားရှင်ဟုတ်ကဲ့ပါရှင်ကျမတို့အောင်မဟိုင်းချက်မြေကျိုးဆောင်ရနေပြီးတော့ချွေပီတာမျိုးရဲ့အထင်ကြီးရနေရဖြစ်တဲ့ထန်းချောက်ပင်လမ်းဆောင်အနီးမှာရှိတဲ့လမ်းမကျေပေါ်ကအသင့်နဲ့နှစ်ထပ် အင်းလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။အင်းလေးလေးစားဆိုရင်ရွှေပြည်သားမျိုး9ရက်ကဘင်းအောင်ကလမာကြီးကိုတဲပေါက်တဲ့လမ်းကျယ်ပေါ်မှာရှိပါတယ်။ကျယ်ပေါ်ဖြစ်တာကြောင့်လူနေရင်းနဲ့စီးပွားရေးလုပ်မဲ့လူကြီးများများအတွက်ကိုအဆင်ပြေစေပါတယ်ရှင်။ဈေးနီကြောင်နီကားကိတ်နီမို့လို့တင့်ရဲ့မိသားစုနဲ့အထူးနေဖို့အဆင်ပြေတဲ့နေရာကောင်းလေးပဲဖြစ်ပါတယ်။ကျယ်လေးရတော့ဘေး20 60ရှိပြီးတော့260ခရံအမီပေါက်ကိုကမ်းရမှာပဲဖြစ်ပါတယ်ရှင်။ အိမ်ကလည်းလမ်းလေပဲထမ်းမြင့်ပြီးတော့စောက်ထားပြီးပါတယ်။ကဲပထမဦးဆုံးအိမ်ခန်းထဲဝင်လိုက်ပြီဆိုတာနဲ့ကျွန်းပါကေအပြည့်ခင်းထားတဲ့အိမ်ခန်းကြီးကိုတွေ့ရပါမယ်။အိမ်ခန်းကြီးရဲ့နောက်မှာတော့အိမ်ခန်းတစ်ခန်းပါရှိပါမယ်ရှင်။ဘေးရှောင်လန်းလည်းကျယ်ပြီးတော့ပစ္စည်းများများထားခြင်းနဲ့လူကြီးများများအတွက်လည်းအဆင်ပြေစေပါတယ်။ခန်းနေပြီးတော့တက်တက်လျှောက်လာပြီဆိုရင်အိမ်ခန်းရဲ့နောက်မှာထမင်းစားခန်းအကျယ်ကြီးပါဝင်မှာပဲဖြစ်ပါတယ်ရှင်။ထမင်းစားကန်းကျေရဲ့နောက်မှာတော့ရေချိုးကန်းအိမ်သာတည်တံ့တဲ့မိဖို့ကြောင့်ပါရှိမှာပဲဖြစ်ပါတယ် မိဖို့ကြောင့်လည်းရေချိုးကန်းအိမ်သားတို့တော့ကြွေပြားများကိုခင်းထားကတ်ထားပေးပါတယ်ရှင်။အိမ်ရဲ့နောက်ဘက်ခြမ်းမှာလည်းမြေလွတ်နေရလေးရှိတာမို့လို့အဝေးလမ်းရင်ပဲဖြစ်ဖြစ်အဆောင်အဖီထပ်ပြီးတော့ထိုးရင်ပဲဖြစ်ဖြစ်ရပါတယ်ရှင်။ခုကအိမ်အောက်ထပ်ရဲ့အပြင်ဆင်လေးတွေကိုပြပြီးသွားပြီဆိုရင်တော့အိမ်အပေါ်တက်ကိုလိုက်ကြည့်ပေးကြပါအောင်နော်။အိမ်ပေါ်တက်မှာလဲဖျားကန်းနဲ့မာစတာဘက်ရွန်တခန်းဆင်ကယ်ဘက်ရွန်တခန်းပါရှိမှာပဲဖြစ်ပါတယ်ရှင်။အပေါ်တက်မှာလဲကျွန်းပါကီအပြည့်ခင်းမိထားပါတယ်ရှင်။ ခရီးကမှာတော့မှန်တကားနှစ်ဖက်နဲ့ဝရန်တာတစ်ခုပါရှိပါမယ်ရှင်။ခြံနဲ့ခြံမြေမှာလည်းကားရနာဖို့ဒွဲကားပတ်ကင်လုံလောက်ပါရှိပါတယ်ရှင်။ဒါလေးကတော့ပေါ်ဆုံးတက်ရဲ့ single bedroom လေးပဲဖြစ်ပါတယ်ရှင်။ single bedroom လေးရဲ့ဘေးမှာကတော့ master bedroom တစ်ခန်းပါရှိပါမယ်ရှင်။တို့နွေးထွေးလုံချုံတဲ့အိမ်လေးမှာတက်မိသားစုနဲ့အတူနေဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျမရဲ့ဖုန်းနံပါတ်လေးကိုတနအိကျဆက်ပြီးတော့လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ရှင်